မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေပိုင်ကုမြန်နာမြန်ပိုင်ကုတန်ကြလို့အားလုံးပျော်ရွှင်ကြပါစေဗျာဒီနေ့ကတော့14ရက်6လ2025ပေါ့နော်ဘိုင်းကဘာလို့ပြောတင်လဲဆိုရင်ကိုစော်ဖိုးရမေးပြည်ဦးလွယ်မှာရှိတဲ့ဒီဟိုနေ့ပေါ့မြေယာကိစ္စလေးပြောလို့ဟိုကိစ္စပြောလို့ဒီကိစ္စပြောလို့ဒါမျိုးတွေကိုအများကြီးအဲကျွန်တော်စီပြောလာတာလည်းတွေ့ရတယ်ကြားသိရတယ်နောက်ကိုစော်ဖိုးရဲ့စိတ်မကောင်းတဲ့သူတွေလည်းပဲတော်တော်များများပြောတာရှိတယ် ဒီလိုပဲကျွန်တော်တို့သတင်းဟိုမီဒီယာလှုပ်ရှားတဲ့သူတော့မဟုတ်ဘောဗျာသတင်းမီဒီယာလှုပ်ရှားတဲ့သူတော့မဟုတ်ဘူးယိုယိုတဏန်နေပဲကျွန်တော်တို့အတိုင်းပြည်အေဂျင့်ချင်းနဲ့အဖွဲ့ကြီးကတသက်ရှိတယ်ဗျာကျွန်တော်တို့ကတော့လူမုန်းခံတဲ့အဖွဲ့ပါဗျာနှစ်ဖက်စလုံးမုန်းတဲ့အဖွဲ့ပေါ့အဲ့လိုမျိုးတချို့ကြတော့ကျွန်တော်တို့ဟိုစာလေးတွေနဲ့ရေးပြီးတော့တင်တင်ပြီးတော့ပြောနေတဲ့ညီကောင်မမလည်းရှိတယ်ကိုဖုံးအားပေးနေတဲ့သူတွေလည်းရှိတယ်နော်ကိုဖုံးရဲ့ဒီပရိုက်တာကိုလက်ခံနေကြတဲ့သူတွေလည်းရှိတယ် အဲဒါမျိုးလေးတွေပေါ့အကြောင်းအရာမျိုးမျိုးလေးရှိကြတယ်သူတို့တွေဟိုစိတ်မကောင်းမှုဝမ်းနည်းမှုအဲနောက်ပြီးတော့တက်မလောဘက်ကိုသူတို့ကဟိုညူညင်လာတဲ့အားမျိုးလေးတွေကိုတွေ့ရတဲ့အတွက်ဒီစကားလေးကိုကျွန်တော်ဖြေရှင်းချင်ပါတယ်အဲပိုင်းကတော့ဘောမလာစွန့်မနေတာပဲလို့တော့လည်းမထင်ပါနဲ့ဗျာကျွန်တော်ပြောသိပြောလိုက်တဲ့ဆိုတဲ့စကားလေးမလို့ပြောတာပါနော်ပြီးလို့ချင်းကျွန်တော်အရန်ပြောစင်တဲ့စကားလေးတစ်ခုလည်းပြီးကျွန်တော်တချင်းဆိုပြီးပြောပြပါဦးမယ်နော် အဓိကဘာပြောချင်လဲဆိုတော့တက်မတော်ကနိုင်ငံတော်အထူးကဲတွေကိုဆဲလို့ဆိုလို့ဆိုပြီးတော့ဒီလိုပုံမှန်ကိုဆွဲလိုက်တာမဟုတ်ပါဘူးဗျာအကိုစောဖုံးရင်ကသူကပထမဆုံးတောင်တကုံဘက်မှာအမျိုးသမီးတယောက်ကတရားဆွဲလိုက်တယ်အဲနော်၆၆ောက်ကကြီးနဲ့တရားဆွဲတဲ့အာမျိုးအမှုဖွင့်တာမျိုးရှိတယ်။အဲ့တော့အဲ့ဒီမျိုးသမီးအားလုံးကတရားဆွဲတဲ့အခါကျတော့ကိုစောဘိုးနေနေတဲ့ဟိုပြူးလွင်ကဘာကြောင့်မလုတာလဲဆိုတော့ပရက်ရှာတွေကရောက်လာတယ်။ရောက်လာဒါကျွန်တော်အမြင်နဲ့ကျွန်တော်သုံးသပ်ချက်လေးပါ ရောက်လာတဲ့အခါကျတော့အဲ့ဒီစခန်းကလည်းပဲမဖြစ်မနေဆွဲလိုက်တာမျိုးရှိတယ်မဖြစ်မနေအေးလှုပ်ဆောင်တာမျိုးရှိတယ်ဒါပေမဲ့နိုင်ငံတော်ရဲ့ဟာကြောင့်မဟုတ်ပါဘူးเนาะတပ်မတော်ကအဲလှုပ်ခိုင်းတာလို့တပ်မတော်ရဲ့အကြီးအကဲတွေနောက်ကနေပြောမှပန်လှုပ်ခိုင်းတာလို့ပါလို့မဟုတ်ဘူးအမှန်တကယ်ကတော့သူတို့ပြူးလွင်ကိုလှမ်းပြီးတော့ဒါသူတို့ကိုကိုတိပါတယ်လှုပ်ဟို ပြည်ထောင်စုနဲ့ပတ်သက်တဲ့သူတွေဆိုလည်းသိမယ်ဒါမှမဟုတ်ဥပဒေကြောင့်နားလည်သူဆိုသိမယ်ဝန်ထမ်းလှုပ်ဆောင်မှုတဲ့သူဆိုလည်းသိပါလိမ့်မယ်เนาะဒီရန်ကုန်ဘက်မှာပြည်ထောင်စုမှနေတဲ့လူရန်ကုန်ဘက်မှာရှိတဲ့တောင်တုံဘက်မှာရှိနေတဲ့အမျိုးသမီးတယောက်ကတရားထဆွဲတာကိုဒီလိုမျိုးဆဲဆိုတဲ့ဆိုတဲ့ပုံစံမျိုးပုံမှ60ကျောက်ကာတင်နဲ့တရားဆွဲဆိုတော့ဒီပြည်ဦးလွင်ရဲစခန်းကဘာတွေယူထားလို့ဘာတွေလှုပ်ထားလို့ဆွဲဆိုမှုမရှိဘဲနဲ့ဒီလိုဖြစ်တာလဲဆိုတဲ့ pressure တွေကဝင်လာတာတော်တော်များနေတဲ့အတွက်ဒါမှဖြစ်မနေအဲ့ဒီစခန်းကလည်းပဲလှုပ်ဆောင်လိုက်ရတယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ် ဒါတော့အဲ့လိုမျိုးထင်ပါလားအဲ့တော့နိုင်ငံတော်ကြီးကတိလည်းဟိုမြေတာမပြည့်ကြပါနဲ့တောင်တော်ယူလည်းမြေတာမပြည့်ကြပါနဲ့ကျွန်တော်တို့ကလည်းပဲဖြစ်ရင်တော့ပေးဆက်ရမှာပေါ့နော်ကျွန်တော်လည်းဒီလိုပါပဲဖြစ်ရင်တော့ပေးဆက်ရမှာပေါ့တနိုင်တဲ့လောကတော့ဝိုင်းဝန်းကူညီဖို့လိုပါတယ်နိုင်ငံတော်ကြီးအေးချမ်းမှာတိုင်းပြည်အေးချမ်းမှာဖြစ်တယ်နော်တောင်တော်မှာကကျွန်တော်လည်းအငြင်းနဲ့ပြောပြောနေတဲ့ဇာတ်ကားမျိုးရှိပါတယ်နော်ကျွန်တော်အငြင်းနဲ့ပြောပြောနေတဲ့ဇာတ်ကားမျိုးရှိတယ်တောင်တော်ကိုကျွန်တော်တို့ထောက်ခံတာကတိုင်းပြည်တွေထောက်ခံတာဖြစ်တယ်နော်ကျွန်တော်တို့က ဒီဘသူဘသူဘသူဆိုတော့နာမည်တိုက်ပြီးတော့အဲ့ဒီနာမည်လူတွေကိုကျွန်တော်ထောက်ခံခဲ့တာမဟုတ်ပါဘူးတက်မော်ဆိုတော့အဖွဲ့အစည်းတစ်ခုလုံးထောက်ခံခဲ့တာဖြစ်တဲ့တကယ်သူများတွေပြောလို့ပေါ့ဟိုတဖက်မီဒီယာဘက်မှာကိုစီပြောတဲ့စကားမျိုးပေါ့နော်ကိုစီပြောတဲ့စကားမျိုးတွေကိုကျွန်တော်ပြန်ပြီးကြားရအောင်မိပါတယ်သူတို့အဲဘာကိုကြားရအောင်မိတယ်ဆိုလို့ချင်းဒါတမန်တော်ဆိုတာဒီလိုထောက်ပြကိုမင်းတို့တမန်တော်ကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်သဘောကြီးတို့ထောက်ပြရဲလားပြောရဲလားဆိုပြီးတော့သူပြောတဲ့အတန်ကိုကျွန်တော်ကြားလိုက်ရတယ်ဗောနော် အဲအဲ့လိုထောက်ပြရေးတယ်ထောက်ပြဖို့ဆိုတာကကျွန်တော်တို့မှာကဟိုနိုင်ငံခေါင်းဆောင်တွေဆိုတာကဘယ်သူပဲတက်ပါတက်ပါဒီလိုထောက်ပြပြောဆိုလို့မရဘူးဒါဖြစ်တာလေလို့တင်ပြလို့ရတဲ့အနေသားရှိတယ်เนาะ ဒီဒေါသန်းစုကြည် LRD လက်ထက်တက်တယ်ဆိုလည်းပဲ LRD လက်ထက်ကိုပဲကျွန်တော်တို့ကထောက်ပြပြောဆိုလို့မရပါဘူးဒါတင်ပြလို့ပဲရပါတယ်เนาะဒါသူတို့အစင်နဲ့ဒီလိုမျိုးနေရာမျိုးရောက်တဲ့လူတွေကတော့နံပါတ်1မန်နေရာတော့ရှိကြပါတယ်သူတို့ရဲ့ expression တွေသူတို့ရဲ့အားတွေရှိကြပါတယ်เนาะသူတို့ power တွေသူတို့အားတွေရှိကြတဲ့အတွက်ဒီလိုမျိုးထောက်ပြပြောဆိုလို့မရပါဘူးเนาะမရဘူးအဲ့တော့ကျွန်တော်တို့ကအတနာခံတင်ပြတာလည်းရမှာအဲ့အဲ့ပိုင်းတွေတော့ရှိတယ် နော်ဒါကိုကစီတို့သိပါသေးပါကျွန်တော်ပြောတဲ့စကားကိုနော်အဲ့တော့ကျွန်တော်ကတက်မဘုတ်ကိုထောက်ခံတယ်ဆိုတာကအဲဒီတိုင်းပြည်အေဂျင့်ဘုတ်တက်ပါတိုင်းပြည်အေဂျင့်ဘုတ်တက်ကျွန်တော်တို့နာမည်တက်ပြီးတော့ဘယ်သူကိုထောက်ခံမှန်းလဲဘယ်သူကိုထောက်ခံမှန်းလဲဆိုပြီးတော့ကျွန်တော်တို့နာမည်တက်ပြီးပြောနေတဲ့စကားမရှိကျွန်တော်ကတက်မတော်ခွဲစည်းလုံးကိုထောက်ခံပါတယ်နော်ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့လည်းထောက်ခံတယ်ဆိုတာဒါကိုစီလည်းပြောပြီးသားပါကိုစီတို့ဆိုတဲ့ဒါတက်မတော်ကိုထောက်ခံတယ်ဟာလာဒီ2021အာနာသိမ့်သိမ့်ကနေစပြီးတော့မှ ဒီလူကြီးပိုင်းနေပေါ်မှာဒါကိုစီတို့အမြင်မတူဘဲနဲ့ဒီလိုမျိုးတစ်ဖက်ဖက်ကိုပြောဆိုနေတာနော်ကျွန်တော်တို့ကလည်းပဲဒါကိုစီတို့ကိုဒါနေမဟုတ်ဘူးဗျမမုံမုံလမ်းမမုံနော်မုံလမ်းမဘာဖြစ်လို့ဆိုတော့ဒါတကယ်တန်ဖိုးရှိတယ်ခင်ဗျားတို့တော်နိုင်ရေးဘက်မှာဆိုရင်ဒါကိုစီတယောက်ကတန်ဖိုးရှိတယ် တန်ဖိုးရှိတယ်သူပြောတယ်ဆိုတယ်လှုပ်တယ်ကိုင်းတယ်ကုညီနိုင်တယ်ထောက်ပံ့နိုင်တယ်ပံ့ပိုးနိုင်တယ်အမှုပညာသမားတွေရှိကြတယ်သူတို့တော်လိုင်းဘက်မှာရှိတဲ့အမှုပညာသမားတွေဆိုရင်လည်းပဲအဲသူတို့ကိုဝင်သူတို့အားနဲ့သူတို့တော်လိုင်းဘက်ကိုအားပြုပြီးတော့လှုပ်ဆောင်ပေးတာရှိတယ်အဲ့ဒီတော့အဲတော့အားလုံးအားလုံးနဲ့မှရှိရင်တော့ကိုစီကတော့အားလုံးနဲ့တာတယ်ထင်တယ်စကားပြောရေးစွမ်းရည်အနေထားပေါ့နော်ဒီဘက်မှာကြားလို့ရှင်လည်းပဲကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှင်ဒီလှုပ်ဆောင်နိုင်မှုအများဆုံးအပြင်းထန်ဆုံးကကိုစောဖုံးဟိမ့်မှရှိတယ် အဲကိုစော်ဘုန်းကြီးရှိတယ်ကျွန်တော်တို့ကတော့အမှုပညာသမားလည်းဖြစ်တဲ့အခါကျတော့ပြီးတော့ကျွန်တော်တို့ကနည်းနည်းဝေးတယ်ကကျွန်တော်တို့နေတဲ့နေထိုင်တဲ့နေရာနဲ့ကြတော့လေဒီတိုက်ဝဲတွေဖြစ်နေတဲ့နေရာနဲ့ဝေးတယ်ကြတော့တွာလာမှုကလည်းအဆင်မပြေဘူးကျွန်တော်တို့တောက်ချောက်ထောက်ပံ့ပေးဖို့လှုပ်ဆောင်ပေးဖို့ဆိုတာကျွန်တော်တို့ကနီးစက်တဲ့နေရာလောက်ပဲကျွန်တော်တို့က ထောက်ပံ့ပေးလို့ရတဲ့အနေအထားရှိတယ်အဲ့တော့ထက်ထဲဝဝင်လောက်တာတော့ကိုစော်ဖုန်းကိုစော်ဖုန်းရဲ့လည်းဒီကုန်ငယ်စီတို့ကဘတ်တာမတူပါလေသူတို့ဟိုတန်ဖိုးထားကြပါလေလေးစားကြပါလေဘာဖြစ်လို့လေးစားကြလဲဆိုတော့ဒီလောက်ဒီတဲတဲ့တန်ပင်မန်းလောက်စူးစမ်းနေတာသူတို့မြင်တော့သူတို့မှလည်းအဲဘတ်မတူလို့ဒါသူတို့ဟိုကျွန်တော်တို့ဆဲရင်ဆဲတာပေါ့ဗျာ။နောက်ကျွန်တော်တို့ဒါတက်ခိုင်တက်ခိုက်တာ။ပြီးတော့သူတို့ကိုစည်းရဲ့နောက်မှာအောက်မှာ like နေတဲ့ follower တွေသူ comment တွေဝင်ကြည့်လိုက်ကိုစည်းကထဆဲလို့ရှင်တော့အကုန်လုံးကကျွန်တော်တို့ဝိုင်းဆဲမှာပဲနော်။ ဲ့လိုမျိုးရှိတယ်ကျွန်တော်တို့ဘက်ကလူတွေကတော့ဟိုဘယ်တော့မှဆဲတာလည်းမရှိပါဘူးလာရဲ့ comment နဲ့ like ရင်းတောင်မှဒါရင်ကျေးမှုမရှိဘူးဆိုပြီးတော့ပြောလိုက်တဲ့တုံ့ပြန်မှုစကားပဲရှိတယ်အဓိကပြောချင်တာကတော့ဟိုကိုစော်ဖုံးဟင်းကဒီတောင်တော်ဒီကိုအချီညိုပြက်စီမှုအချီညိုပြက်လို့ဒါဖြစ်တာဟိုဆဲလို့ဆိုလို့မဟုတ်ပါဘူးဗျာအဒီဒါလုံရိုးလုံးစင်လုတ်ပြရတဲ့အနေအထားတစ်ခုပါနော်လုံရိုးလုံးစင်လုတ်ပြရတဲ့အနေအထားတစ်ခုတောင်တကုံကအမျိုးသမီးတယောက်ကတရားစွဲလို့သာဒီအဲ့ဒီ တီးဦးလွင်ရဲစခန်းဘာမှမလုပ်လာဆိုတော့ pressure တွေပီအားပေးကြတယ်အများကြီးဖြစ်လာတဲ့အတွက်မှဖြစ်မနေလုံဆောင်နိုင်ရတယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်။မှန်ဒီမားကြီးကတော့ပုံပတ်ကိုဆုံးဖြတ်ပါ။နောက်အဲ့ဒီအတွက်ဒါဟိုတစ်ဖက်မီဒီယာတွေကနေပြီးတော့မှဒီဘောမဟို online ကိုထောက်ခံလို့နော် အဲတမ်းတော့ထောင်းကန်ပြီးတော့မှဒီထောင်းနဲ့ပြန်ထည့်လိုက်တယ်သူလိုတဲ့အချိန်သုံးတယ်မလိုတဲ့အချိန်မဟုတ်ပါဘူးဗျာအဲ့ဒီပြဿနာကအတ္တိကကတော့เนาะအဲ့ဒါလေးပြောချင်ပါတယ်အခြားပုံမှန်ကြီးလည်းမရှိပါဘူးကျွန်တော်လည်းစိတ်မကောင်းပါဘူးဗျာအဲကျွန်တော်လည်းဒါတော့ကြာဆိုလို့ရှိရင်ကိုစောဖုန်းရုံတတိတရားလေးရှိတယ်တချင်းလေးတစ်ပုတ်လေးတူတူလေးတော့ဟို ဖြစ်တယ်လို့ reset ထားတာတော့ရှိတယ်အဲ့ဒါလေးကျွန်တော်ဆိုပြီးတော့တတိတရားလေးပြန်ထုတ်လင်းပေးပါမယ်အားလုံးကျမ်းမာပါစေချမ်းသာပါစေကျွန်တော်တို့ကတော့နိုင်နေဝင်နိုင်နေအားနဲ့တဝူးသားတွေတဝူးသားတွေမရှိပါနဲ့မေတ္တာတရားရှိထားပြီးတော့ပဲပြောကြပြီးမှဖြစ်ပါတယ်ပြောနေတာလည်းဖြစ်ပါတယ်နော်ဆဲတော့လည်းဆဲပါနော်တမုန်းနဲ့မုန်းလို့ရပါတယ်ချင်းနဲ့ချစ်လို့ရပါတယ်အဓိကတော့ကျွန်တော်တို့မတည်ခင်ကာလနေမှာတယောက်နဲ့တယောက်မေတ္တာတရားနဲ့ပဲ ရှေ့ချောက်ဖြတ်တန်းကြနော်ပိုကောင်းတာပေါ့ဗျာနော်နိုင်ငံတော်အကြီးကြီးတွေဆိုတာတော့ပြောလို့မရဘူးဗျာနော်ဒါလေးတော့နားလည်ပေးဖို့လိုတယ်နော်ဒီနိုင်ငံတော်အကြီးကြီးတွေလွတ်တဲ့နေရာမျိုးမှာသူတို့ရဲ့အာဏာစနစ်လွတ်တဲ့နေရာမျိုးမှာကျွန်တော်ပြောလို့ရတယ်ဗျာကိုမောင်မောင်တို့ပြောနေတယ်ရတယ်လေဒါကိုမောင်မောင်တို့ပြောနေတာကိုကျွန်တော်နားထောင်ကျွန်တော်ကြီးမှသိနေတဲ့တဲ့င်းနေနဲ့သူပြောနေတာနဲ့အကုန်တော်တော်များများအဆက်နေတယ်သူပြောတယ်လို့ကျွန်တော်ပြောလို့မရဘူးဗျာကျွန်တော်ပြောလို့ရှင်တော်ချင်းကျွန်တော်က ဒီနိုင်ငံတော်တွေရဲ့အာဏာစက်ထဲမှာရှိနေတဲ့နေထိုင်နေတဲ့အတွက်ကျွန်တော်တို့ကအချိန်မရွေးဒီလိုမျိုးဖြစ်နိုင်နေပေါ့ဒါပေမဲ့ကိုအရေးဆုံးပြီးတော့ဒါကိုမောင်မောင်ပြောနေတာပဲကျွန်တော်တွေ့ရတဲ့ဒါကျွန်တော်အနေနဲ့ကတော့ပြောစရာစကားမရှိပါဘူးတချို့ကတော့တောက်ကိုထောက်ခံတဲ့ဟာလဲတချို့ကြတော့အစွန်းရောက်ပြီးထောက်ခံတဲ့ခါကြတော့မှန်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 ဆိုတာမျိုးတော့လက်ခံပါတယ်နော် ဒါတော့လေကိုယ်အတွင်းနဲ့ကိုယ်ကတော့ကောင်းမှန်ရတယ်လို့ပဲပြောကြပါလေကအားလုံးကျမ်းပါပါစေချမ်းသာပါစေကိုဇော်ဖုံးကြီးကနိုင်ငံတော်ကဆဲလို့အကြည့်ညိုပြည့်စုံမှုနဲ့ဖြစ်တာပေါ့ကွာဒါလို့မဖြစ်မနေတောင်းတော့ကအမျိုးသမီးကတရားစွဲလိုက်လို့သာဒီစခန်းမေမျိုးစခန်းတရားမစွဲရင်ပြဿနာဖြစ်မှာဖြစ်လာနိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်မြင်တွေ့နေရတာဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းဖီးအားတွေများပြီးကိုဇော်ဖုံးကြီးဖြစ်သွားတာလို့ပဲကျွန်တော်အနေနဲ့ယူဆပါဗျာအားလုံးလည်းပဲနိုင်ငံတော်နဲ့တမတော်ကြီးကိုအထင်မှားကြဖို့လည်းပြောချင်ပါတယ်ဗျာ lo llamaba Dino.